thank you င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရောမြန်တမ်းကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြပါပါခင်ဗျာစစ်ကောင်စီ lobby တွေအမေရိကန်လွှတ်တော်နဲ့အစိုးရကိုချဉ်းကပ်နိုင်ဖို့ကြိုးစားနေတာကြောင့်တော်လိုင်းအရာစုတွေဘက်ကကန်အစိုးရကို viewer တကြတုံ့ပြန်စီရင်နိုင်ရေးဆွေးနွေးပွဲတရပြုလုပ်ခဲ့ပါတယ်တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ 2025နှစ်စမိုင်းအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်စစ်ကောင်စီကသူတို့ရဲ့တရားဝင်ယက်တီခွင့်အတွက်အမေရိကန်နိုင်ငံကို lobby တွေဆီလွတ်ပြီး COE လုပ်ငန်းတွေဆောင်ရွက်ခဲ့တာပါလက်ရှိစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေဟာမြန်မာနိုင်ငံမှာဒီမိုကရေစီအတွင်းကူပြောင်းရေးစတင်ခဲ့တဲ့2008 2009 2010ကာလတွေတုန်းကအမေရိကန်နိုင်ငံဆိုင်ရာမြန်မာတံမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တာကြောင့်အမေရိကန်နိုင်ငံရေးမှာကျွမ်းတဝင်ရှိခဲ့သူဖြစ်ပါတယ်စစ်ကောင်စီကဆီလွတ်ထားတဲ့ lobby တွေဟာ1988နောက်ပိုင်းကလေးကအမေရိကန်ပြည်ထောင်စုနဲ့နိုင်ငံတကာမှာ ာပညာသင်ယူပြီးကျွမ်းကျင်သူတွေဖြစ်တာကြောင့်လက်ရှိအမေရိကန်အစိုးရကိုစီးအောင်ရမှာပောက်ရောင်မှုတချို့ရှိလာတယ်လို့ Washington DC အခြေစိုက်မြန်မာရေးတက်ကြွလှုပ်ရှားသူတယောက်ကပြောပါတယ်။ဒီအချိန်ဒီမှာအမေရိကန်အစိုးရနဲ့လွတ်တော်ကိုစဉ်ဆက်မပြတ်ချင်းကန်နိုင်ရေးမြန်မာရေးပို့ပြီးအသိပေးစီးအောင်နိုင်ရေးတို့ကိုဒီဟာကြကြဆောင်ရွက်နိုင်မှုအတွက်ပြည်내90ရောင်မြန်မာတွေစုပေါင်းပြီးဒေသစံတော်ချိန်ဂျွန်လ28ရက်နေ့မှာဆွေးနွေးပွဲတရက်ပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ Washington DC ကသူ့ရဲ့လော်ဘီတွေရောက်နေတယ်။ထဲထဲဝင်ရောက်နေတယ်နော်။ပြောရမယ်ဆိုရင်စစ်ကောင်စီရဲ့လော်ဘီတွေရတယ်။သမိုင်းတွေပြောမယ်ဆိုတော့အများကြီးပါပဲ။ နိုင်ငံရေးဝန်ကြီးဦးသက်ဆိုတဲ့2008 2009 2010เนาะပြောင်းလဲလုပ်တဲ့အချိန်မှာသူကအမေရိကန်မှာတာဝန်နဲ့တာဝန်ဆန်းဆောင်ပြီးတော့သူကထဲထဲဝင်ချင်းကန်နိုင်ငံရဲ့ပြောင်းဖြစ်တယ်ဆိုတော့ US ဆက်ဆိုင်အကောင်လုံးကိုပြောင်းလာအဲ့လိုနေထားမှာဦးသက်ဆိုရဲ့ချင်းသက်လက်တန်အကောင်လုံးက US capital ဟဲ့တေကောင်ရောက်နေပြီနောက်ပြီး State Department တကားရောက်နေတယ်တော်ကြီးပေါ်ရောက်နေဆိုတဲ့နေပြတော့ diaspora နေနဲ့ဘလောက်ထိစုစည်းနေတောက်ခံနေမှာဆိုတော့ကျွန်တော်နီးလန်းရှာကြပါ အမေရိကန်လွှတ်တော်ကမြန်မာအရေးအသိပေးစီယုံနိုင်မှုသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနဲ့အသီးသီးကမြန်မာနယ်ပယ်တွေကသူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုနှီးလန်းဆောင်နဲ့အသိပေးခဲ့တာပါမြန်မာပြည်ရင်းရေးမှာကြေုပ်အစိုးရကပေါ်ပေါ်ထင်ထင်ဝင်ရောက်ဆွတ်ဖက်လာတာအမေရိကန်နိုင်ငံမှာအစိုးရအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံသားရေးမူဝါဒတွေအပြောင်းလဲဖြစ်ကုန်တာတွေဟာနိုင်ငံတကာရောက်မြန်မာရေးဆောင်ရွက်သူတွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိခဲ့ပြီးပို့ပြီးစနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်မှုပထမကြိမ်အွန်လိုင်းဆွေးနွေးပွဲဆင်မနာကိုပြုလုပ်ခဲ့တာလို့ဆွေးနွေးပွဲဦးဆောင်သူတယောက်ကပြောပါတယ်တိက္ကာ policy public policy advocacy နဲ့ တ်သက်လို့ချဖို့ရယ်နံပါတ်2ကတော့ရှိပြီးသား NGO တွေနဲ့ individual grassroots တွေကတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အခြေဆက်တွေပူရအောင်သုံးကတော့ဒီ advocacy နဲ့ပတ်သက်ပြီးတော့ state 50မှာရောက်နေတဲ့ကျွန်တော်ညီကူမောင်နှမတိုင်းရင်းသားတွေကိုကျွန်တော်ခြေဆက်ပြီးလုပ်မှာဖြစ်ပါ ံပါတ်၄ချက်ကတော့ public policy မှာပြည်သူငူဝါဒပေါ့ advocacy လုပ်တဲ့နေရာမှာကျွန်တော်တို့က media ကိုအဓိက ထားသုံးမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအချက်ကတော့ media နဲ့ပတ်သက်ပြီးမဟာဗျူဟာရေးဆွဲပြီးတော့ media management team နေနဲ့တိကျစုဖွဲ့ပြီးတော့ကျွန်တော်တို့လုပ်ကြမှာဖြစ်ပါ ဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးဆွေးနွေး NUG တာဝန်ရှိသူတွေတိုင်းဒေသနဲ့နိုင်ငံစုဖွဲ့ခေါင်းဆောင်တချို့နဲ့ကုလဆိုင်ရာမြန်မာအမြဲတမ်းတာမတ်ကြီးဦးကျော်မိုးထွန်းတို့လည်းတက်ရောက်ခဲ့ပြီးပါဝင်ဆွေးနွေးခဲ့ပါတယ်။အမေရိကန်ရောမြန်မာညွတ်ပွဲတွေကလည်းသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနယ်အသီးသီးကလွတ်တော်ကိုယ်စားလှယ်တွေကနေတဆင့်မြန်မာရေးကိုအသိပေးဆွေးနွေးနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။လွတ်တော်ရဲမှာလွတ်တော်အမတ်များများကပါဝင်ရက်ခံဆွေးနွေးမှုအားကောင်းလေမြန်မာရေးပေါ်အစိုးရကအာရုံစိုက်မှုပိုရလေဖြစ်တဲ့အတွက်ဆန္ဒကြပိုချင်းကပ်နိုင်မှုကြိုးစားနေကြတာဖြစ် စ်ပါတယ် fundraising ကိစ္စနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဤပညာနဲ့အခုညီပြတဲ့ကိစ္စတွေပဲဖြစ်ဖြစ်တိုင်ရုံးလို့ပါလို့ရှိရင်မှာဆန္ဒပြတာလို့ပါလို့လှုပ်ရှားမှုတွေဆောင်ရွက်တာလို့ပါလို့ campaign တွေဆောင်ရွက်တာဒါတွေအားလုံးကိုလည်းပါဝင်ဆောင်ရွက်နေကြတဲ့သူတွေဖြစ်တဲ့တဲ့ကြောင့်ငွေဒေါ်လာရေးပိုင်းမှာတမအရေးကြီးတဲ့အခက်ခဏရှိပါတယ်နောက်ထပ်အရေးကြီးတဲ့ ਨੇ ပယ်ပေါ့နော်ဒီ advocacy ဆိုလို့ရှိရင်ဒီနိုင်ငံကပဲရှိတဲ့သူတွေကိုကျွန်တော်တို့အဓိကအားကိုးပြီးဆောင်ရွက်နေကြတာကျွန်တော်တို့ဒီနိုင်ငံရဲ့ဝန်ကြီးဌာနဆိုလို့ရှိရင်လည်းအရေးမြအပြင်နဲ့မတမအကန့်အသတ်တွေရှိတဲ့ခါကျတော့ဒီနိုင်ငံကမှရောက်နေတဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးအစုအဖွဲ့တွေရဲ့ခေါင်းဆောင်တွေဒီလူတွေကိုပဲကျွန်တော်ကနေပြီးတော့မှာ အားပြုပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံကဆက်ဆံရေးဟိုနိုင်ငံသားရေးကိစ္စတွေဆောင်ရွက်ရတာပေါ့လေ အမေရိကန်ပြည်အောင်စုကိုရောက်နေတဲ့မြန်မာညွယ်ဘွားခန့်မှန်းကြီး၃သိန်းကျော်ရှိနေပြီးမြမရေးမှာပါဝင်ဆောင်ရွက်မှုပိုအားကောင်းလာအောင်ပြည်သူချင်းချင်းစီရင်ရေးလုပ်ငန်းတွေလည်းဆောင်ရွက်ဖို့လိုအပ်နေတာပါအမေရိကန်ရောက်မြန်မာညွယ်ဘွားတွေဟာလူမျိုးစုအလိုက်ဘာသာရေးအလိုက်အစုအဖွဲ့တွေနဲ့ပြည်ရင်းအတွက်ရံမုံငွေရှာဖွေတာတက်နိုင်တဲ့နည်းလမ်းနဲ့ထောက်ပံ့တာတွေစတိုက်ပြုလုပ်ခဲ့ပေမဲ့အမေရိကန်အစိုးရတွတ်တုံတဲ့နိုင်ငံရေးသမားတွေကိုချဉ်ကပ်ဆက်ဆံနိုင်ရေးလို့မှာတော့အားနည်းမှုတွေရှိခဲ့တယ်လို့လိလာသူတွေကမှတ်ချက်ပေးပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ AR တိုင်းနဲ့ရန်ကုန်အဝေးပြေးလမ်းတွေပေါ်မှာစစ်ကောင်စီတပ်ကဇွန်လ29ရက်နေ့ကစတင်ပြီးဘန်ကာအစ်တတွေထပ်မံတိစောက်နေတယ်လို့ဒေသခံတွေနဲ့ကားသမားတွေစီကနေသိရပါဗျ။စစ်ကောင်စီက AR တိုင်းနဲ့ရန်ကုန်တိုင်းရဲ့အဝင်ထွက်အကြီးဆုံးစစ်ဆေးဂိတ်ဖြစ်တဲ့ဘန်တိုင်ဂိတ်မှာမျောစင်ပါတဲ့ဘန်ကာတစ်ခုတိစောက်နေတယ်လို့ညောင်တုံးမြို့ကိုဖြတ်သွားတဲ့ဘုံမြထွန်းတရာရန်ကုန်ဘက်အစင်းမှာလည်းဘန်ကာတိစောက်နေတယ်လို့ဆိုပါဗျ။ရန်ကုန် AR လမ်းတစ်လျှောက်မှာဘန်ကာတွေစောက်နေပြီးစောက်နေတဲ့နေရာတွေမှာ ကားရယ်ဆိုင်ကယ်တွေကိုစစ်ဆင်နေရလို့ရန်ကုန်နဲ့အရာရီကိုပြေးဆွဲနေတဲ့ကားသမားတစ်ယောက်ကပြောပါရယ်စစ်ကောင်စီရဲ့လမ်းညွန်ချက်နဲ့ဘန်ကားတွေကိုညောင်တုံနဲ့ဒနုပြူကစစ်ကောင်စီတက်ဖြူစော်တီနဲ့ရဲတွေကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါရယ်စစ်ကောင်စီက2023ခုနှစ်စက်တင်ဘာလမှာစစ်ဆေးကိအချုပ်ကိုပြန်ရုပ်သိမ်းခဲ့ပါသေးတယ်ဒါပေမဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာတော့ AR တိုင်းတွင်တိုက်ပွဲတွေဖြစ်ပွားလာပြီးတဲ့နောက်ဂိတ်တွေကိုပြန်ဖွင့်ထားကာတင်းတင်းကြပ်ကြပ်စစ်ဆေးငွေညင်လာတဲ့ တင်းတင်းကြပ်ကြပ်စစ်စစ်ငွေညင်းနေတာတွေလှုပ်ဆောင်နေရလို့ဆိုပါရခင်ဗျာငလင်တန်ထိခိုက်ခံစားခဲ့ရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသဟာရေကြီးမှုတန်တွေကြောင့်မှာစိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်ပြီးဆုံးရှုံးနေတာမျိုးတွေခံစားနေရတယ်လို့ဒေသခံတွေကပြောပါရယ်မြတ်သက်စင်ပေးပို့ထားပါရခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာမေလနှောင်းပိုင်းကစလို့ ဇွန်လအတွင်းမိုးများပြီးရေတက်လာတာကြောင့်စိုက်ပျိုးထားတဲ့စပားတွေနဲ့သီးနှံတွေပျက်စီးရသလိုအချိန်မတိုင်ခင်ရိတ်သိမ်းတာတွေလောက်ရတဲ့အတွက်အခက်ခဲတွေဆုံးရှုံးမှုတွေအများကြီးရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်။အင်းလေးဒေသမှာစိုက်ပျိုးရေးလောက်ရတာက အရင်နှစ်တွေထက်ဒီနှစ်ကရေကြီးတာစောတဲ့အတွက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့အင်းလေးဒေသခံစိုက်ပျိုးရေးပညာရှင်ဦးအောင်မိုးဟင်းကဆိုပါရယ်။အင်းလေးဒေသမှာစိုက်ပျိုးရေး အဲလှုပ်တဲ့အခါအာအရင်နှစ်တည်တဲ့ပို့ပြီးတော့စိုးဝါလာတာကဒီနှစ်မှာအဲဂျုံလကနေကစပြီးတော့ကျော်တော့ဒီအာမီလာနောင်ပိုင်းနဲ့ဂျုံလကနေကြီးအရန်ကြီးနေပြီပေါ့နော်အာအရင်နှစ်တည်ကဆိုရင်စက်တင်ဘာလောက်မှနော်အစောဆုံးကဩဂတ် အာဒါတွေးလောက်ကနေစပြီးတော့ရေကြီးတာပေါ့နော်အရင်နှစ်တွေတုန်းကဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ May last week နဲ့ကျွန်တော်တို့ဒီ June first week ကနေကရေကအရန်ကြီးနေပြီပေါ့နော်အရန်ကြီးနေပြီဆိုတော့စပားတွေရိတ်သိမ်းတဲ့နေရာမှာ အာအသိမရင်မဲ့သေးပဲနဲ့ရိတ်သိမ်းလိုက်ရတာတွေအများကြီးဖြစ်လာတယ်။တချို့စပါးကင်းတွေဆိုလို့ရှိရင် လုံးလုံးကိုဟိုရိတ်လို့မရသေးတဲ့ဒီအစိမ်းအနေထားမှာဖြစ်နေတဲ့ကြောင့်မလို့ဆုံရှုံရတာတွေအများကြီးဖြစ်တယ်ပေါ့နော်။ဆိုတော့စိုက်ပျိုးရေးအတွက်လည်းဒီလိုအခက်အခဲတွေအများကြီးရှိပါတယ်။အခုလိုရေမြင့်တက်လာနေတဲ့အင်းလီမှာစိုက်ပျိုးကင်းတွေရဲ့ရေဝင်သလိုခင်းကျင်သည့်ကျွန်းမြောက်စိုက်ခင်းတွေမှာလည်းအခက်အခဲတွေရှိတယ်လို့အင်းလီဒေသခံတယောက်ကဆိုပါတယ်။ အာစိတ်ပြေရတော့အခုလက်ရှိအရေကြီးနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ပြေရအခုစာအခန့်ဒီဒီမှာလုံးဝအဆင်ပြေတော့ဘာကျွန်တော်တို့အခုဆိုလေတွေအခုမြုပ်ကြတယ်အမြေပဲခင်းနေလေအခုရေဝင်ကြတော့ဘလုံးဝအဆင်ပြေစီးပွားရတော့အဲ့လိုဖြစ်နေပေါ့အခက်ခဲကိုတော့ကြည့်ကြတယ်ပြင်းချင်နေရတယ်အခုအရေကြီးတော့ဂျုံမျောလေရလဲမျောမျောလာတော့ဂျုံမျောလေရရေကြီးလာရေထူးအပြန်တက်လာတော့ကျွန်တော်တို့ကအဲ့ဒီကဂျုံမျောလေးမမျောဘူးအဓိကဝါးလေးအဓိကထိုးပြီးတော့စိတ်နေရတယ်ပေါ့အဲ့လိုဂျုံမျောဖက်မှာပဲပေါ့ဟုတ် 2020ကိုဗစ်ကပ်ရောဂါကာလနဲ့2021အာနာသိမ့်မှုနောက်ပိုင်းကစလို့အင်းလေးဒေတာရဲ့မိခိုအားထရာဖြစ်တဲ့ခီးသွားလုပ်ငန်းစီးပွားရေးဟာကြာဆင်းခဲ့ရပြီးအင်းလေးဒေတာခန့်တွေအနေနဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ငါးဖက်လုပ်ငန်းကိုပဲမိခိုနေကြရတာလည်းဖြစ်ပါတယ်။မတ်လ28ရက်နေ့ကအင်းအပြင်းစကိုင်းငယ်လင်းကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကိုလည်းအင်းလေးဒေတာခန့်တွေခန်းစားခဲ့ကြရတာပါ။အခုလဲရည်ကြီးတဲ့ဒဏ်ကြောင့် အင်းနိကတောင်သူတွေရဲ့စိုက်ခင်းတွေရင်းနှီးမြုပ်ခဲ့တာဖြစ်တဲ့အတွက်အကူအညီတွေမျိုးစုံများစွာလိုအပ်နေတာလည်းဖြစ်ပါတယ်။အင်းနိဒေသခံစိုက်ပျိုးရေးပညာရှင်ဦးအောင်မွေးဟင်းကတော့ရေကြီးပြီးစပားတွေရေဆူသွားတဲ့အတွက်စပားတွေအေးသွေးကျဆင်းတာတွေလည်းဖြစ်တယ်လို့ဆိုပါတယ်။ဒေသရင်းကတောင်သူတွေအတွက်မျိုးစိနဲ့စပား၆ခန့်ဆက်တွေစတဲ့လိုအပ်ချက်တွေရှိနေတယ်လို့လည်းဆိုပါတယ်။ဒီစိုက်ပျိုးရေးလုပ်ငန်းတွေထပ်လည်ပတ်ဖို့အတွက်အကူအညီအနေနဲ့ကတော့ ကျွန်တော်တို့တွေဒေတာတွင်းမှာရှိနေတဲ့ဒီ site ပြဖို့တောင်းသူတွေအတွက်မျိုးစီရေနောက်တစ်ခုကစဘာတွေအတွက်ဆိုရင်စဘာအချောက်ခံဆက်ပေါ့နော်ဒေတာတွင်းမှာရှိတဲ့ဆက်ကလေးနဲ့မလုံလောက်တော့ဘူးပေါ့မိုးကအရန်အများတယ်ရေအရန်များလာတော့စဘာကပုံမှန်အနေထားနဲ့အချောက်ခံဖို့အဆင်မပြေတဲ့အတွက်ချောက်ခံဆက်ရှိတဲ့နေရာမှာတန်းစီပြီးတော့စဘာအချောက်ခံရတယ်ပေါ့အကြီးသွေးလဲအရန်ကိုကြာဆင်းသွားတယ်ပေါ့နော်ဒီအခက်ခဲကြီးကတော့ ရှိနေပါတယ်ပေါ့လိုအပ်ချက်တွေကတော့အဲမျိုးစေ့တို့မြောစာတို့စတဲ့တွင်အားစုတွေရဲ့နောက်တစ်ခုကကျွန်တော်တို့စပားအချောက်ခံစက်တွေပေါ့ဒါတွေကတော့လိုအပ်ချက်တွေဖြစ်ပါတယ်လို့လက်ရှိအင်းလေးဒေတာမှာဒေတာရင်းစီးပွားရေးအခြေအနေကလဲပတ်မှုအားနည်းနေတယ်လို့ငလင်တန်ကြောင့်အိုးအိမ်တွေဆုံးရှုံးထားရတာတွေကိုပြန်လည်တိဆောက်နေရတဲ့အတွက်လဲစီးပွားရေးဘက်မလဲနိုင်ကြဘူးလို့ဒေတာခန်တွေကဆိုပါတယ်ပရာဟိတလှုပ်ဆောင်ပေးသူတွေက ဝါရင်တွေပြန်တိဆောက်ပေးကြပေမဲ့ဒေတာရင်းမှာပဲကိုဝါရီရှားပါလာတဲ့အတွက်တခြားဒေတာကနေပြန်လည်ဝယ်ယူနေကြရတယ်လို့လည်းသိရပါတယ်။လက်ရှိမှာငလင်တန်ကြောင့်နေအိမ်ပျက်စီးသောသူတွေကိုဝါရင်တွေပဲပြန်လည်တိဆောက်ပေးနိုင်သေးတာဖြစ်ပြီးသစ်အိမ်တိဆောက်မယ်ဆိုရင် ကုန်ကြငွေက300ကျော်လောက်ကုန်ကြနိုင်တယ်လို့အလူရှင်တွေလည်းနေပါတယ်လို့ပရာဟိတလှူဆောင်ပေးသူတွေကဆိုကြပါတယ်။ကျမမြတ်သက်စင်ပါရှင်။ ပဲခူးတိုင်းဖြူမြွတ်နယ်ဝဲတောင်ဝဲကြီးကျေးရွာမှာဇွန်လ29ရက်မနက်အစောပိုင်း2နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ9နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဖြူမြွတ်နယ်ပကဖစီကနေသိရပါဗျ။ဝဲတောင်ဝဲကြီးကျေးရွာစစ်တပ်ကင်းစခန်းကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က10ယောက်ကျော်နဲ့ဒေသခံ4ယောက်လည်းသေဆုံးခဲ့တယ်လို့ဖြူမြွတ်နယ်ပကဖတာဝန်ရှိသူကပြောပါဗျ။ တည်ဆောင်းခဲ့တဲ့ဒေသခံတွေဟာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲမှုကြောင့်ဖြစ်ပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်းအနေရကင်းတဲ့စီကယ်ထုတ်ပေးထားတယ်လို့ဆိုပါရယ်။ဒါအပြင်တိုက်ပွဲတွင်ရန်ကုန်တိုင်းပကဖတပ်ခိုက်ရေးတပ်ဖွဲ့ဝင်တယောက်ကြာဆုံးခဲ့ပြီးဖြူမြို့နယ်ပကဖရဲဘော်တယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရယ်ခင်ဗျာ။ Tritana ကြီးရဲ့ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်တဲ့ What Happened to the Wolf ရုပ်ရှင်ကို Australia နိုင်ငံ Melbourne မြို့မှာပြသခဲ့ရာ မဲဘုံမြို့ရမြန်မာနိုင်ငံသားတွေနဲ့ဩစတြေးလျနိုင်ငံသားတွေကယုံပြည့်ယုံရှံအားပေးခဲ့ကြပါတယ်။မောင်တူပေးပို့ထားပါတယ်ခင်ဗျာ။ဝိ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 ုင်းအယူသိနေရ။ဟုတ်ကဲ့ပါ။ What happened to the whole ယုံရှင်ကိုဩစတြေးလျနိုင်ငံမဲဘုံမြို့မှာပြသခဲ့ပြီးရန်ကုန်ငွေဈေးရောင်းပွဲတွေလည်းတပြိုင်တည်းပြုလုပ်ခဲ့ကြတာပါ။ခုနကြီးတို့ရဲ့ဒီ artist ရဲ့ ဝါပန်တူတဲ့ဝူဖ်ဆိုရှင်နဲ့ပြပေးတာပါလာတဲ့ဒီသဘောင်က400ကျော်ရှိတယ်ပေါ့နော်အဲ့ဒီသဘောင်400ကျော်အတွက်ကိုကျွန်တော်တို့ကဒီအစားတက်ကိုရောင်းပြီးတဲ့ fundraising food fair လေးလုပ်ပြီးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကလေးတွေပါလို့ရှိရင်ကလေးတွေမပြင်းအောင်တို့တို့အတွက်မျက်နှာ face painting မျက်နှာပကြီးဆွဲပြီးတဲ့ဟာလေးတွေတို့နောက် gain တွေတို့နောက်ကျွန်တော်တို့ကိုစီစဉ်ပေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့မှာလာတဲ့လူတွေဖျော်ဖြော်ပြီးပို့တယ်နော်ဒီတော်တော်လန်လင်းပြန်ရှင်တွေကလည်းသင့် တို့ဒီ amplex နဲ့ဒီ tv တဲ့ဟာကြီးလည်းပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး uh movie uh food fair နောက်လို့ရှိရင် face painting အဲ့နောက်လို့ရှိရင် anime amplex music လေးမျိုးပေါ့နော်ကျွန်တော်ထည့်ပေးထားပါတယ်အဲ့ဒါပြင်ကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်တဲ့ညီမ video နဲ့ပတ်သက်တဲ့ပေါ့နော် id ဟိုဟာလေးတွေပစ္စည်းလေးတွေလည်းကျွန်တော်အမြဲရောင်းပေးပါတယ်ကျမဘဝမှာပါဖို့အမုန်းဆုံးနဲ့တည်တာ။စောင့်နေရတာကိုအမုန်းဆုံးပဲ။ အကယ်ဒမီပိုင်ဖြုတ်သူအကယ်ဒမီအင်ဒရာကျော်စင်ရုပ်ရှင်မင်းသားလွင်မိုးအောင်မြင့်မြတ်တို့ ပါဝင်တရုပ်ဆောင်ထားကြတဲ့ဒီရုပ်ရှင်ကားဟာပြည်တွင်းမှာပြတ်တာကွင်ပိတ်ပင်ထားသလိုကြီးပမှာတော့တရုပ်ဆောင်စုတွေဇက်ကားစုတွေကိုရရှိထားတာပါနိုင်ငံကမှရှိတဲ့ဒီမြန်မာတွေရောမြန်မာမုတ်တဲတွေရောကျွန်တော်မြန်မာပြည်ရဲ့အနုပညာဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ပြသလို့လည်းရတယ်။တချိန်တည်းမှာပဲအမှန်တရားဘက်ကနေရက်တည်ပြီးတော့ ဒီဒီဘယ်လိုခေါ်မလဲအမှန်တရားဘက်ကနေပြောဟိုစကားစားကိုလုံးဝဆန့်ကျင်ပြီးတော့ရက်တည်နေတဲ့အနုမြတ်ချင်းတွေကပြီးပါမှမနေနေရတော့တော့သူတို့အတွက်သူတို့အတွက်ဘယ်လိုခေါ်မလဲရက်တည်ဖို့အတွက်သူတို့ရဲ့ပညာနဲ့လည်းလိုအပ်တဲ့လိုအပ်တဲ့သူတို့ရဲ့ဘယ်လိုခေါ်မလဲဝင်ငွေကိုရှာရမယ်လေအဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးအဆင်ပြေတဲ့ရုပ်ရှင်တွေကိုကျွန်တော်ပြပေးပြီးတော့သူတို့အတွက်လည်းဝင်ငွေလေးတစ်ဖက်တစ်ပလန်းရမယ် ဲ့တော့ဘယ်လိုခေါ်လဲဆိုအားရတာတော့ကယုံကြည်တယ်ပေါ့နော်လူ၄၀၀ကျော်ပဲပေါ့နော်ဟိုအရင်အားရတယ်ပေါ့နော်ဒီအစားတောက်တွေစုံနေတယ်ပေါ့နော်ပြီးတော့ဒီရုပ်ရှင်ကြည့်တဲ့အခါကျတော့ဒီဟိုခေါ်မလဲ၂ယောက်လုံးကပြုတ်ဆောင်တော့အရင်ကောင်းတယ်လေဒီဘောက်လောက်တော့စုံနေရတယ်ဘိုးဘိုးရောစိုးရလို့ထင်တာလူရမရကျွန်တော် ဟုတ်ကဲ့ဒီနေ့ရုပ်ရှင်ကတော့ကျွန်တော်တို့တကယ်ကိုဟိုထိုက်ထိုက်တန်တန်နဲ့ကြည့်လို့ကောင်းတဲ့ဟိုဒီအရေးသွေးပြင်မာတဲ့ရုပ်ရှင်ကားတစ်ခုလို့ကျွန်တော်တို့ဥစားပါဟုတ်ကဲ့ရုပ်ရှင်ပြပွဲနဲ့အတူຫນွေဦးတော်လန်ရေးရံပုံငွေဈေးရောင်းပွဲတွေຫນွေဦးတော်လန်ရေးရံပုံငွေပကြီးကားလေးလံတင်ပွဲတွေကိုလည်းပြုလုပ်ခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါ လျှက်ရှိတဲ့ဒီရိုင်းတွေပေါက်ကွဲဒုက္ခရဲ့ထွက်ပေါက်ကူရှာဖွေပေါက်ထွက်ကြမယ်ခန္ဓာရဲ့စိတ်ရဲ့ဘက်ကိုမောတောင်းစီနိုင်တယ်မတရားကိုဖက်တွေ့သွားသူချစ်ချင်ပြီမန္တလေးတိုင်းတောင်သာမြို့နယ်ညောင်တိုရွာကိုစစ်ကောင်စီတပ်ကဇွန်လ29ရက်ည7:00နာရီအချိန်လောက်မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၂ယောက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီတပ်ကညောင်တိုးရမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြမ်းမဲ့ဘုံကျဲချခဲ့တဲ့အတွက်အသက်50ကျော်အရွယ်ဒေါခင်ချိုနဲ့အသက်40ကျော်အရွယ်ဒေါညိုဆန်းတို့ကြီးစားထိမှန်ထမ်းရရှိခဲ့တာလို့ဆိုပါရယ်ညောင်တိုးရမှာကာကွယ်တပ်ဖွဲ့တွေလှုပ်ရှားတာမရှိဘဲစစ်ကောင်စီတပ်ကအယသားပြည်သူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်နေပြီးအကြောက်တရားတွေသွင်းနေတာလို့တောင်သာပြည်သူကာကွယ်ရဲဘော်တယောက်ကသုံးသပ်ပြောပါရယ်စစ်ကောင်စီတပ်ကမန္တလေးတိုင်းတွင်းကမြင်းကြံနထိုးကြီးတောင်သာ ငဇွန်မတရားစင်ကူးနဲ့တပိတ်ချင်းစတဲ့မြို့နယ်တွေကကြေးရွာတွေကို မေလာနဲ့ဇွန်လအတွင်းမှာနေစဉ်လုံးလုံးလေချောင်းတိုက်ခိုက်နေတယ်လို့သိရပါပါတယ်ခင်ဗျာစစ်ကောင်စီပြဋ္ဌာန်းပြီးဖျားပေးကျင့်သုံးနေတဲ့စစ်မှုထမ်းဥပဒေမှာကင်းလွတ်ခွင့်ပေးထားတဲ့မတန်ဆွမ်းသူတွေကိုပါပြစ်မှတ်ထားလာတယ်လို့မတန်ဆွမ်းနေတဲ့မတန်ဆွမ်းရေးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ စ်ကောင်းစီရဲ့စစ်မှုမထမ်းမနေရစစ်မှုတဲဥပဒေထဲမှာပုံမှန်20နှစ်အရာကင်းလွတ်ခွင့်ရရှိသူတွေတဲ့ကိုလက်အင်္ကာတစ်ခုခုအမြဲတမ်းမတန်ဆွမ်းသူတွေနဲ့ညရင်ညသွေးမမီတဲ့သူတွေကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့စစ်ကောင်းစီကထုတ်ပြန်ထားတာပါဒါပေမဲ့အမြင်ပြင်မှာတော့မတန်ဆွမ်းသူတချို့ဟာစစ်မှုထမ်းဖို့ခေါ်ဆောင်ခံနေရတယ်လို့စစ်မှုထမ်းဥပဒေအတွက်လဲဖိအားပေးငွေကြေးတောင်းခံမှုတွေရှိနေပါတယ် ပဲခူးတိုင်းတောင်ငူမြို့နယ်မှာရက်ွက်26ခုရှိတဲ့အထက်ကရက်ွက်တချို့မှာစစ်ကောင်စီခက်အုပ်ချုပ်ရင်းမှုတွေနဲ့ယာအိမ်မှုတွေကမတန်ဆွမ်းသူတွေပါမချက်တအိမ်ထောင်ကိုတထောင်ကျပ်အမှုနဲ့အတင်းအဓမ္မငွေကြေးကောက်ခံနေတယ်လို့ရက်ွက်နယ်ဒေသခံတွေက DPP ကိုပြောပါတယ် ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကတောင်ငုံမြို့20ရပ်ကွက်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုဇော်လင်းနဲ့ယာယီမုံကိုဇော်ဝင်းအပါအဝင်အုပ်ချုပ်ရေးအဖွဲ့တွေကမတန်ဆွမ်းသူတွေအပါအဝင်တအိမ်ထောင်ကို1000နှုန်းနဲ့အတင်းအဓမ္မငွေကြေးကောက်ခံနေတယ်လို့မတန်ဆွမ်းသူတွေနဲ့နင်းဆက်တဲ့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ပြည်သူစစ်မှုန်ထမ်းအတွက်တပ်သားတစ်ခေါ်ယူဖို့ဆိုပြီး တောင်ငူမြို့20ရက်ကွက်ကဒေသခံပြည်သူ26ယောက်လောက်တောင်းနေတဲ့အတွက်စစ်မှုမထမ်းခြင်းဘူးဆိုရင်မတန်ဆွမ်းသူတွေပါအပါအဝင်အတင်းအာရမောက်ငွေကြေးကောက်ခံနေတာပါလို့ဆိုပါတယ်ကျွန်တော်တို့တက်ရတဲ့လူကြီးကနေပြီးဆက်ဖို့ဟိုရဟိုအုပ်ချုပ်ရေးမြောက်ပို့တော်လေတိုင်းလူကကြတော့ပို့တော်ဝင်သူတို့နဲ့တောင်းလို့တော့တအိမ်အောင်တတောင်းထူပြီးကျွန်တော်တို့ရှိပောက်တယ်နတ်တက်လေးရဲ့နေရအိမ်အောင်ဘုရားတောင်းအဲတောင်းတဲ့အဲမှာအခုတက်ကြည့်ရဦးတယ်မချမ်းမချမ်းတယ်လို့ကျွန်တော် မတန်ဆန်းနေတယ်မမဆန်းဘူးပေါ်တော့ကျွန်တော်မတန်ဆန်းနေရတာမလုံးလုံးလုံးနေမှာရဲ့ဘူးလို့ချက်တောင်းရနေရတယ်သိမှုတယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မတန်ဆန်းနေရတာမချောင်းဘူးဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာတန်ဆန်းနေရအကုန်လုံးနှစ်တက်မှ၃တန်းကျော်ကြည့်ရနော်အဲ့တော့ဒီကျေတန်တက်မှ၃တန်းကိုသူတို့ဘယ်လိုကူညီမလဲဘယ်လိုဆောင်ချောင်းမလဲ မကွန်ကြီးမထောင်ချောက်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြစ်ပေးတာရဲ့ဆိုလို့ရှိရင်တော့မှဒီလိုစိတ်မှုတဲ့အနေထားမှာကျွန်တော်ညဉ့်ရမပါသိဘူးလို့ရယူတာကျွန်တော်တို့တွေကိုလူသားတိုင်းအနေနဲ့မထွက်ထည့်သိဘူးလို့ကျွန်တော်ယူတာလေဒါအပြင်ဇွန်လ24ရက်နေ့နဲ့26ရက်နေ့တွေမှာတောင်ငုံမြို့20ရပ်ကွက်ကဒေသခံပြည်သူနှစ်ယောက်ကိုအတင်းအာဏာစစ်မှုထမ်းဖို့ခေါ်ဆောင်တော့ပြီးတော့လက်ရှိအချိန်ထိအဆက်အသွယ်မရရှိသေးဘူးလို့သိရပါဗျ။ ဖေဖော်ဝါရီလအထင်မှာတော့အေယာဝတီတိုင်းပသိမ်ခရိုင်ငပူတော်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှူးတွေကစစ်မှုထက်ဖို့အတွက်ဆိုပြီးမတန်ဆွမ်းလူငယ်နေရအပောင်ဝင်လူအယောက်၄၀အထိအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တော်ရည်လို့ဒေတာခန်ရွေးစီကတည်ရပါတယ်။အလားတူပဲအေယာဝတီတိုင်းဖြာပုံမြို့နယ်မှာလည်းမက်စလပထမအပတ်ကစစ်မှုထက်အပတ်စဉ်စစ်တပ်အတွက်ဆိုပြီးစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာရှိတဲ့ဒေတာခန့်မတန်ဆန်လူငယ်၃ယောက်ကိုစစ်တင်တဲ့အကြောင်းကိုပို့ဆောင်ခဲ့တယ်လို့ဒေတာခန့်တွေစီကသိရပါတယ်တဖက်မှာလည်းစစ်ကောင်းစီအနေနဲ့မတန်ဆွမ်းသူတွေကိုစစ်မှုထဲဖို့အတင်းအဓမ္မခေါ်ဆောင်တာတွေရှိနေတာကြောင့်မတန်ဆွမ်းသူတွေကိုလူသားတိုင်းကအနေနဲ့အတုံးမချကြဖို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ဒါကြောင့်စစ်ကောင်းစီရဲ့အတင်းအဓမ္မစစ်မှုထဲခေါ်ဆောင်နေတာနဲ့ပတ်သက်ပြီးမတန်ဆွမ်းသူတွေအပါအဝင်မတန်ဆွမ်းသူတွေရဲ့မိသားစုဝင်တွေကလည်းလုံခြုံမှုမရှိသလိုစိုးရိမ်စိတ်တွေနဲ့ပဲနေနေကြပါတယ်။ ထူးတဲ့ဥပဒေနဲ့ပတ်သက်ပြီးအထူးသဖြင့်နာမကျသူတွေကိုပြီးဆွေးနွေးစေပုံများပါတယ်။ဘာဖြစ်လို့လဲဆိုတော့လမ်းကွက်တနေရာမှာသက်ဆိုင်ရာခွေမင်းနဲ့ကမှနာမကျသူတွေပြန်တက်ရပြောဆိုမဆက်သွယ်တော့ပါ။နာမကျတဲ့သူတွေကိုမတန်ဆွမ်းသူဖြစ်နေလုံးနဲ့ဆုံးဖြတ်ချက်ဟိုလည်းမရပါဘူး။ဟောငယ်ရင်မိဘတွေလည်းဆွေးနွေးစေတွေရှိကြတာသိရပါလေ။ချူငယ်ရင်မတန်ဆွမ်းတဲ့သူတွေဟာဝင်ငါပိုင်းဆိုင်ရာအတော်ပြေဆုံးတယ်။တော်တော်မျိုးလုံးနဲ့ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေထားမှာ သူတို့ဒေးတွေရဲ့ okay နဲ့သူတွေကလည်းစိုးရိမ်စိတ်ရင်းကြပါတယ်စုံကဥပဒေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကတော့စစ်မှုထဲဥပဒေကိုအကြောင်းပြကအလွေသုံးစားလုပ်ပြီးငွေကြေးတောင်းခဲ့တာတွေကိုတိုင်တဲနိုင်ပြီးတော့အရေးယူဆောင်ရွက်တော်မယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့ကစစ်ကောင်စီပိုင်းသတင်းစာတွေမှာဖော်ပြထားပါတယ်ဒါပေမဲ့လက်ရှိစစ်မှုထက်အပန်းစိစစ်လေးရောက်ရှိလာတဲ့အထိအတင်းအကျပ်ဥပဒေမဲ့ဖန်ဆီးတာတွေ ငွေကြေးအတင်အဓမ္မကောက်ခံနေရတွေကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုယ်တိုင်လှုံ့ဆော်နေပြီးတော့ထိရောက်တဲ့အေးအေးယူဆောင်ရွက်တာတွေမရှိသေးပါဘူး။ကျွန်မကကေခိုင်ပါ။ က်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်အနေနဲ့တန်တမာရေးဆွေးနွေးပွဲတွေပြန်ဆကျင်နေဆိုရင်အီရန်အပေါ်နောက်ထပ်မတိုက်ခိုက်ဘူးဆိုတာအာမခံမှုလို့ရတယ်လို့အီရန်ဒုတိယနိုင်ငံရေးဝန်ကြီးက BBC သတင်းဌာနကိုပြောပါရယ်တွေ့ဆုံဆွေးနွေးမှုစပွဲဝိုင်းပေါ်ပြန်တက်ဖို့ထရန့်အစိုးရကအီရန်ကိုဂျာဝင်ညီနိုင်သူတွေကနေတဆင့်တိုက်တွန်းထားတယ်လို့ဒုဝန်ကြီးမာဂျစ်တက်ဂရာဗန်ချီကပြောပါရယ် ဒါပေမဲ့ဆွေးနွေးနေတဲ့အချိန်မှာနောက်ထပ်တိုက်ခိုက်မှုတွေရှိနေမလားဆိုတော့အင်မတန်အရေးကြီးတဲ့မေကွန်းအပေါ်အမေရိကန်ဘက်ကရှင်းလင်းတဲ့ရည်တည်ချက်မျိုးမဖော်ပြဘူးလို့ဆိုပါတယ်။ဇွန်လ17ရက်နေ့အစောပိုင်းမှာစတင်ခဲ့တဲ့ Israel စစ်စင်ရေးကြောင့်အမေရိကန်အီရန်တဆင့်ကန်ဆွေးနွေးမှုစက်ထမအချီကိုဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အီရန်ဟာငင်းချမ်းတဲ့ယူရချက်တွေအတွက်ယူရေနီယံတန့်စင်နိုင်စွမ်းရှိရေကိုဆက်လက်ကင်ဆယ်သွားမှာဖြစ်ပြီးနျူကလ িয়ার ဘုံးထုတ်လုပ်ဖို့ လောက်ဝက်ဆောင်ရွက်နေရဆိုတဲ့ဆွဲချက်တွေကိုလည်းညှင်းဆိုထားပါဗျ။အီရန်ဟာသူတေသနာအတွက်နျူကလ িয়ার ဆိုင်ရာပစ္စည်းတွေရရှိဖို့ညှင်းပယ်ခံထားရတဲ့အတွက်ကိုကိုကိုအားကိုးဖို့လိုတယ်လို့လည်းဒူးဝင်ကြီးကပြောကြားခဲ့ပါဗျခင်ဗျာ။အမေရိကန်မှာပိတ်ပင်ခံရတော့မဲ့ TikTok application ကိုဝယ်ယူဖို့အရန်ချမ်းသာတဲ့လူတစုရှိနေပြီဖြစ်ပြီးနှစ်ပတ်လောက်တွင်ပြောပြနိုင်မယ်လို့သမ္မတဒေါ်နယ်ထရန့်ကပြောပါဗျ။ဥပဒေအရဆိုရင် TikTok application ကိုအမေရိကန်မှာတုံးဆွဲခွင့် ိတ်ရရမှာဖြစ်ပေမဲ့အပိတ်မခံရအောင် Trump ကတက်တန်းတိုးပေးထားတာတတိယအကြိမ်ရှိဖြစ်ပါတယ်။နောက်ဆုံးတက်တန်းတိုးပေးထားတာကစက်တင်ဘာလ18ရက်နေ့ထိဖြစ်တဲ့အတွက်ဒီရက်မကျော်ခင် TikTok ကိုမိခင်ကုမ္ပဏီ Binance ကအပြေးရမှာဖြစ်ပါတယ်။ဒီလိုရောင်းချဖို့ကတော့တရုတ်အစိုးရဘက်ကအတိပြုဖို့လိုအပ်မှာဖြစ်ပေမဲ့သမရရှိချင်းဖြင့်ကသဘောတူကောင်းတူမှာပါလို့ Trump ကမှတ်ချက်ပေးပါတယ်။ April လတွင် American Wallet တယောက်က TikTok ကိုဝယ်ယူဖို့သဘောတူညီခဲ့ပြီးကမှ Emperor နဲ့တရုတ်အကြား transition ခွန်ကိစ္စပฏิပခပြတဲ့အချိန်မှာပြတ်သွားခဲ့တာပါအခု trend ပြောတဲ့ wallet ဆိုတာကတော့အဲ့ဒီအုပ်စုပဲလားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးခင်ဗျာဆက်လက်ပြီးတော့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအမျိုးသမီးဘောလုံးအသင်းအနေနဲ့အာရှခြေစပွဲအောင်မြင်ဖို့အတွက်ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းနဲ့အဓိကရှင်ပြိုင်သွားမှာဖြစ်ပါတယ် ရန်ကုန်မြို့မှာလက်ခံကျင်းပနေတဲ့အာရှခြေစစ်ပွဲအုပ်စုစီမှာမြန်မာမျိုးသမီးတင်ကဘင်္ဂလားဒေ့ရှ၊ဘာရိန်၊တမင်နစ္စတာအသင်းတွေနဲ့တောဆူလဲတွေ့ဆုံနေတာဖြစ်ပါတယ်။အဖွဲ့ပွဲစဉ်မှာမြန်မာအသင်းကတမင်နစ္စတာကိုရှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့သလိုဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းကလည်းဘာရင်းကိုခုနှစ်ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။လက်ကျန်နှစ်ပွဲစီကစားဖို့ကြံသေးပေမဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ထိပ်တိုက်တွေ့ဆုံမဲ့ပွဲစဉ်ကအဆုံးဖြတ်ဖြစ်လာမှာပါ။အာရှခြေစစ်ပွဲစဉ်မှာ အောက်စုတစ်ခုချင်းစီကအောက်စုပထမရတဲ့အတင်းတွေကပဲခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။မြန်မာအတင်းဟာအောက်စုဒုတိယပွဲစဉ်အဖြစ်ဇွန်လ၂ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နဲ့ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲရလကခြေစစ်ပွဲအောင်ဖို့အဆုံးဖြတ်ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။ဒီ VIP ရမြင်တန်ကြားညနေ၄နာရီသတင်းလေးကိုဒါရိုက်ကြည့်ရှုခဲ့ရတာပါည၈နာရီမှလည်းထပ်မံရရှိတဲ့သတင်းလေးကိုဖြည့်ဆွတ်ပြီးတော့တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲသက်ပါကျေးဇူးတင်ပါခင်ဗျာ